ကျွန်တော်ပြည်သူတွေကရွေးကောက်ပွဲနဲ့ပတ်သက်ရင်အတွေ့အကြုံတွေအများကြီးရှိခဲ့ပါတယ်။1990နဲ့2020ရွေးကောက်ပွဲတွေမှာသူတို့ရင်ထဲကပေးခဲ့တဲ့မဲတွေလိန်ခံရအခိုးခံရပယ်ဖြတ်ခံရတဲ့အတွက် trauma ဆိုတဲ့စိတ်ဒဏ်ရာတွေလည်းအများကြီးရခဲ့ပြီးပါပြီ။နှစ်ပေါင်း30မှာ3ချိန်တောင်သူတို့မဲတွေအရာမထင်ခဲ့ဘူးဆိုတော့ election trauma ဆိုတဲ့ရွေးကောက်ပွဲစိတ်ဒဏ်ရာ ရနေကြပြီလို့တော့ပြောနိုင်ပါတယ်ခစ်အဆက်ဆက်ရွေးကောက်ပွဲတွေကိုမြန်မာဗိုလ်ချုပ်တွေဘလို့လိန်ခဲ့လဲဆိုတာကိုကျွန်တော် opinion ထောက်ရဲ့မနိုင်ညစ်တဲ့ဗိုလ်ချုပ်ကြီးများ episode မှာလဲအသေးစိတ်ကြည့်ရှုနိုင်ပါတယ်2010တုန်းကဆိုရွေးကောက်ပွဲပြီးတပတ်ကြာနိုဝင်ဘာ13မှာဒေါအောင်ဆန်းစုကြည်ကိုနေ အကျယ်ချုပ်ကနေလွတ်ပေးခဲ့ပါတယ် NLD ပါတီနဲ့တခြားတိုင်းရင်းသားပါတီတွေကိုပြန်မှတ်ပုံတင်ခွင့်ပေးပြီးသူတို့ကို2012 ကြားပြတ်ရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်ပေးခဲ့ပါတယ်။နိုင်ငံရေးကျင်းသားတွေကိုပြန်လွတ်ပေးခဲ့ပါတယ်။နောက်နှစ်ရွေးကောက်ပွဲပြီးရင်အဲ့ဒါတွေဖြစ်လာမှာလား။ဒါပေမဲ့အဲ့ဒါတွေလုတ်ခဲ့တာဗိုလ်ချုပ်ဟောင်းဦးသိန်းစိန်ဖြစ်ပေမဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ဒါတွေလုတ်ပါမလား။ဒါအပြင်အချိန်ဒီတစုံလုံးကိုကြည့်မယ်ဆိုရင်လည်းမတူတော့ပါဘူး။ဒေါန်ဆန်းစုကြည်ဆိုရင်2010သူလွတ်တဲ့အချိန်မှာအသက်65နှစ်ဖြစ်ပါတယ်။အခုဆိုရင် အသက်80ကျော်နေပါပြီနိုင်ငံရေးမှာအသက်ကလည်းအရေးကြီးပါတယ်2010မှာသူကသူ့နေရင်ကျေကျုပ်ကလွတ်ခဲ့ပြီးအဲ့ဒီအိမ်မှာပဲဆက်နေခဲ့တာပါအခုတော့လွတ်ပေးမယ်ဆိုရင်တော့နေစရာအိမ်တော့မရှိအောင်စစ်ကောင်းဆောင်မင်းအောင်လိုင်ကလုထားခဲ့ပါတယ်ကျမ်းပြင်းပြောရရင်မဟာလကအရင်ပုံစံမျိုးပြန်ဖြစ်ခံမှာမဟုတ်တာသိကြပါတယ်ဆိုတော့ရွေးကောက်ပွဲအပြီးနောက်ပိုင်းမှာစစ်ကောင်းဆောင်ကသူတရားရဂိုင်းလုံးထိန်းချုပ်လို့ရမယ် နိုင်ငံရေးအခင်းအကျင်းမျိုးကိုပဲဖန်တီးယူသွားမဲ့သဘောရှိပါတယ်ဆိုတော့အခုလာမဲ့ရွေးကောက်ပွဲတွေကနေပြည်သူရွေးချယ်တဲ့အစိုးရတစ်ခုပေါ်လာမှာမဟုတ်တလို့ပြည်သူအတွက်အလုံးချစ်ပြုမဲ့အစိုးရလည်းမျောလင့်လို့မရပါဘူးဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေအခုစဉ်းစားနေမှာကိုတော့ကျွန်တော်မန်းဆလို့ရပါတယ်အဲ့ဒါကတော့မာလာဘလောက်သဆိုးရှင်မှာမဟုတ်လို့